မင်္ဂလာပါခင်ဗျာကျွန်တော်ခုဒီ adjective နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဒီဝတ်ကြမှာဘယ်လိုမျိုးသုံးရမလဲဆိုတော့ကိုပြပြသွားမှာဖြစ်တယ်ပေါ့နော်ဒါအခြေခံပဲပေါ့ကျွန်တော်တို့ဒီ adjective နဲ့ပတ်သက်လာရင်ကျွန်တော်တို့သုံးရမယ့်အခြေခံဝတ်ကြ6မျိုးကိုကျွန်တော်တို့သိရမယ်။နော် adjective ကိုကျွန်တော်တို့နီးလန်း6မျိုးနဲ့ဝတ်ကြဖွဲ့ပြီးရေးလို့ရတယ်ဆိုတော့ကိုကျွန်တော်တို့ကအခြေခံကြက်ကြလေးကိုသိထားဖို့လိုတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့စပြီးကြည့်ကြည့်မယ်ပေါ့နော်။ အဲ့တော့ကျွန်တော်ဒီ he is he is တရာကြီးကကျွန်တော်ပြောစီရမလို့ပေါ့နော် he is ဆိုတာကဘာလဲလို့ပြောရင် he is subject is ကနော် verb to be ကိုပြောတာပေါ့နော် okay အဲ့တော့ he is တရာကြီးက i'm not subject verb to be လာမယ်ပြီးွားရင်ကျွန်တော်တို့ကဘာလာမလို့ဆို adjective စလုံးဖြစ်တဲ့ rich ချမ်းသာသောဆိုတာလာနော်အဲ့တော့ဒီဝကြကဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ဒီ adjective လိုက်တဲ့ဝကြပေါ့နော်ဒီဝကြ adjective လိုက်တဲ့ဝကြဖြစ်တယ်ပေါ့နော် okay အဲ့တော့ဒီဝကြဒီ adjective လိုက်တဲ့ဝကြဖြစ်တယ် အဲ့တော့ဒီ he is now မှာပေါ့နော် he is now မှာဗာလိုက်မလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့က rich ဆိုတဲ့ adjective တစ်လုံးနဲ့လိုက်ရင်ပြီးသွားတယ်အဲ့တော့ဘာသာပြန်ဘယ်လိုဖြစ်သွားလဲဆိုတော့ he is rich သူကချမ်းသာတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဆက်ပြီးကြည့်ကြည့်မယ်နောက်တစ်မျိုးသူ့ကိုကျွန်တော်တို့က ပို၍เนาะအယမ်းပေါ့အယမ်းချမ်းသာတယ်လို့ပြောခြင်းကျွန်တော် very rich ဆိုပြီးတော့ very လေးထည့်လိုက်အောင်ပဲပေါ့เนาะโอเคအဲ့တော့သူ့ရဲ့ပုံသဏ္ဍာန်ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်အဲကျွန်တော်တို့အင်္ဂလိပ်စာမှာဆိုလို့ရှိရင်တိဆောက်တဲ့ပုံသဏ္ဍာန်ကเนาะ very က adverb ဖြစ်တယ်ပြီးွားရင်ကျွန်တော်တို့က adjective လိုက်တယ်ပေါ့เนาะအဲဒီပုံသဏ္ဍာန်လေးဖြစ်တယ် adverb adjective ဖြစ်သွားတယ်โอเคအဲ့တော့ဘာသာပြန်လိုက်တော့ he is very rich သူကเนาะအယမ်းချမ်းသာတယ် very ကအယမ်းเนาะချမ်းသာတယ် โอเคနောက်ခုကျွန်တော်တို့ဆက်ကြည့်မယ် he is a rich man เนาะโอเคသူဒီတဲ့เนาะ he is ဖြစ်ပါသည် a ဆိုတာတစ်ခုတစ်ကောင်တရား man ဆိုတာလူလူတယောက်ဖြစ်တယ်အဲ့နှစ်ခုကြားထဲမှာ rich ကိုထည့်ပေးရတယ်ဗောနော် a rich man adjective ကိုထည့်ပေးရတယ်နော်အဲ့တော့သူ့ရဲ့ပုံသဏ္ဍာန်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ A ပေါ့နော် A တို့ N တို့နော်အဲ့လို AN နေပြီးွားလို့ရှိရင်ကျွန်တော်တို့ဘာလာလဲဆိုလို့ရှိရင် adjective လာတယ်နော် rich ဆိုတဲ့စကားလုံးလေးလာတယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ မန်းလို့ပြောတဲ့နောင်စလုံးလာတယ်ပေါ့နော်လူကြီးလို့ပြောတဲ့နောင်စလုံးလာတယ်ဒါဒါသူ့ရဲ့တိဆောက်တဲ့ပုံတရံပဲအဲ့တော့ပထမဝက်ကြမှာ adjective လိုက်ပြီးတော့ကျွန်တော်တစ်လုံးနဲ့ပဲရေးချလိုက်လို့ရတယ်နော်ဒုတိယဝက်ကြမှာ adverb adjective ဆိုပြီးကျွန်တော်ကရေးလို့ရတယ်တတိယဝက်ကြမှာနော် an ထည့်မယ်ပြီးွားရင် adjective လေးထည့်မယ်ပြီးွားရင် noun လေးထည့်ပြီးရေးလို့ရတယ် okay အဲ့တော့ကျွန်တော်တို့ဆက်ပြီးနောက်ခုကြည့်မယ်နံပါတ်၄ဝက်ကြအမျိုးစောက်ကြီး he is အဲ့သူ့ရဲ့ဒီဝက်ကြထဲမှာကျွန်တော်ကဘာလုပ်လိုက်တာလဲဆိုတော့ရှေ့မှာ very လေးထည့်လိုက်တာပဲ ငါသူ့အတိုင်းလေးပဲပေါ့ richer ရှေ့မှာ very day ထည့်လိုက်တာအယမ်းဖြစ်သွားတယ်အဲ့တော့သူ့ရဲ့တိစောက်ပုံကဘယ်လိုဖြစ်သွားလဲလို့ပြောလို့ရှိရင် a n ပြီးွားလို့ရှိရင်ကျွန်တော်တို့ add verb လာမယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ adjective လာမယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဘာလာမလဲဆိုလို့ရှိရင် noun လာမယ်ပေါ့နော်အဲဒီလိုပုံတံလေးတစ်ခုချင်းစီကျွန်တော်တို့ချိန်ကြည့်လို့ရတယ်ဒီမှာ a ဒီမှာနော်ဒီမှာ an လာမယ်ပြီးွားရင် very ကဘာလဲလို့ပြောလို့ရှိရင် adverb ဒီမှာ adverb လာတယ် ငါပြီးွားရင် rich ကပါလေလို့ပြောရင် adjective မှာ adjective လိုက်ပြီးနောက် man ဆိုတာက noun ဖြစ်တယ်ဒီမှာ noun နော်အဲ့တော့ဒီဒီဟာလေးတတွဲလေးကိုဘယ်လိုဘာသာပြန်လဲဆိုတော့အရန်ချမ်းသာတဲ့လူကြီးတယောက်မှာ is ဖြစ်ပါတယ်ဒါမှမဟုတ်ဒီမှာဆိုရင်ချမ်းသာတဲ့လူကြီးတယောက် a rich man ချမ်းသာတဲ့လူကြီးတယောက်ဖြစ်ပါတယ် is ဖြစ်ပါတယ်အဲ့ဒါမျိုးလေးတွားတာပေါ့နော် okay တိဆောက်တဲ့ပုံစံကိုကျွမ်းကျင်ဖို့ကြိုးစားရမယ်ပေါ့နော် okay နောက်တစ်ခုကျွန်တော်တို့နောက်မျိုးစားတစ်ခုကပါလဲလို့ပြောရင် he is မှာ ss ကြားထဲမှာကျွန်တော် adjective ကိုထည့်တယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ကဒီမှာကျွန်တော်နှိုင်းရှင်မဲ့အရာနောက်တစ်ခုကိုထည့်တယ်အဲ့တော့ဘယ်သူနဲ့ဘယ်သူနဲ့နှိုင်းရှင်မှာလဲဆိုတော့ he နဲ့ me နဲ့နှိုင်းရှင်မှာ သူနဲ့ကျွန်တော်နဲ့ကိုနှိုင်းရှင်မှာဟုတ်ပြီသူကချမ်းသာလာလားကျွန်တော်ကချမ်းသာလာလားအဲ့လိုမျိုးလေးနှိုင်းရှင်မှာအဲ့တော့ရှေ့ဆုံးမှာ he ရှိတယ်နောက်ဆုံးမှာ me ဆိုတဲ့အရာနဲ့နှိုင်းရှင်တာโอเคအဲ့လိုနှိုင်းရှင်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ ss လေးနဲ့ပြောရတယ်ပေါ့နော် ss ရဲ့အဓိပ္ပာယ်ကဘာလဲလို့ပြောရင် log လို့အဓိပ္ပာယ်ရတယ် log နောက်သူ့နှစ်ခုကြားထဲမှာ adjective ထည့်ပေးရ။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဝတ်ကြားတဲ့တိကျောက်တဲ့ပုံစံလေးကြည့်မယ်။နောက် तू က s နော်ပြီးွားလို့ရှိရင် adjective နော်ပြီးွားလို့ရှိရင် s ခဏလေးကျွန်တော်ဒါလေးကိုပြည့်ပြည့်စုံစုံလေးရေးပေးလိုက်မယ်။ဝတ်ကြားကိုပြည့်ပြည့်စုံစုံလေး a ဆိုတဲ့အရာနဲ့ပြီးွားရင် back to be လာမယ်။ပြီးွားရင် s လာမယ်။ပြီးွားရင် adjective လာမယ်။ဒီဝိုင်း s တခါပြန်လာမယ်ဒီဝိုင်း b ဆိုတဲ့အရာလေးလာမယ်ပေါ့နော်အဲ့တော့ပြောချင်တာကဒီမှာ a ဆိုတာကဘယ်လိုလဲလို့ပြန် he ။ဒါမှမဟုတ် BB ဆိုတာ MSR ကိုပြောတာ။နောက်ပြီးမှ S adjectives S ဆိုတာက S rich S ကိုပြောတာ။ Me ဆိုတာကကျွန်တော်နှိုင်းရှင်နဲ့ A နဲ့ B နဲ့နှိုင်းရှင်နဲ့နေရာဖြစ်တဲ့ A ရဲ့ B ရဲ့နှိုင်းရှင်နဲ့ B နေရာဖြစ်တဲ့ Me ရဲ့။အဲ့တော့ဘာသာပြန်လိုက်တော့သူကနော်ကျွန်တော်လောက် SS ဆိုတာလောက်ကျွန်တော်လောက်ချမ်းသာတယ်။သူကကျွန်တော်လောက်ကိုချမ်းသာတယ်။ဒါမျိုးလေးဖြစ်သွားတယ်။အခုနောက်တစ်ချက်ကြီးရှိတယ် ုပုံကံကိုအဲ့ဒီနဲ့ပတ်သက်ပြီးတော့နော်၃နဲ့တိဆောက်တဲ့ဝကြပုံစံ၆မျိုးကိုကျွမ်းကျင်လေ့လာ။ဒါအခြေခံဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မသိလို့မရဘူးကျွမ်းကျင်အောင်ကျွန်တော်တို့လေ့ကျင့်နားလည်အောင်။အဲ့တော့ကျွန်တော်ခုနကအခုဒီမှာပြတာပုံတံလေးကိုကျွန်တော်တို့မှတ်သားထားရမယ်ပေါ့နော်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီလိုပုံတံတူလေးတွေကျွန်တော်ပြောပါမယ်။ငါ he is tall သူကအရက်ရှည်တယ်။မ adjective ပဲလိုက်ထားတယ်။ရမယ်နော်။နောက်ပြီး he is very tall သူက နော်အယံကိုအယက်ရှိတယ်နော် very လေးထည့်ပေးလိုက်တယ်နော် adjective ရှိမှာပြီးရင် he is a tall man နော်အဲ့တော့ a နော် a n ပြီးမှရင် adjective လိုက်တယ် noun လိုက်တယ်ပေါ့နော် သူဒီအယက်ရှိတဲ့လူကြီးတယောက်ဖြစ်ပါသည်နောက်ကြည့်မယ် he is a very tall man သူကအယံကိုအယက်ရှိတဲ့လူကြီးတယောက်ဖြစ်ပါတယ်ရမယ်နော်။ Okay နောက်ကြည့်မယ်။ He is as tall as me. သူကကျွန်တော်လောက် access ရလောက်ကျွန်တော်လောက်ကိုအယက်ရှိပါတယ်ကျွန်တော်လောက်အယက်ရှိတယ်ပေါ့နော် okay နောက်ခုဆက်ပြီးကြည့်ကြည့်မယ် he is taller than me เนาะသူကကျွန်တော်ထက် than ဆိုတာထက်เนาะ taller ဆိုတာ ear လေးပေါင်းထားတယ်ပို၍အယက်ရှိပါတယ်ညာမယ်နော်ဒီပုံသဏ္ဍာန်လေးပဲเนาะခုနဒီမှာပြထားတဲ့ပုံသဏ္ဍာန်လိုင်းလေးပဲ6မျိုးကိုကျွမ်းကျင်အောင်လေ့ကျင့်ရမယ် adjective နဲ့ပတ်သက်လာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဆက်ပြီးကြည့်ကြည့်မယ် he is old သူက adjective စလုံးဖြစ်တဲ့ old အသက်ကြီးသောကိုရေးထားတယ် he is old သူကအသက်ကြီးတယ် he is very old သူကအရန်ကိုအသက်ကြီးနေပြီညာမနော် he is an old man အဲ့တော့ဒီမှာ a n a တို့မို့ an လိုက်ရမယ်ဒါပေမဲ့ဒီမှာအအတန်ထွက်လို့ old ဆိုပြီးအအတန်ထွက်တဲ့ကြောင့်ကျွန်တော် an ကိုလိုက်နော် an old man နော် an old man အသက်ကြီးနေပြီဖြစ်တဲ့လူကြီးတယောက်ဖြစ်တယ်။သူဒီအသက်ကြီးနေတဲ့လူကြီးတယောက်ဖြစ်တယ်။ဟုတ်ကဲ့ he is don very late ထည့်လိုက်မယ်ဒီကြားထဲမှာ very ထည့်လိုက်တော့ a ပြောင်းသွားတယ်။ဒါမျိုးလို့လဲမအတန်မထွက်တော့ဘူး။ငါရှေ့တော့မှအတန်မထွက်တော့ဘူး။ v တိုင်းထွက်နေတယ်။ no very ဆိုတော့အတန်မလို့ကျွန်တော်ကအတန်မထွက်ရင် a ကိုသုံးမယ်။ဒီမှာ o ဆိုပြီးအတန်ထွက်တဲ့အတွက်ကြောင့်မို့ and ကိုသုံး။ဟုတ်ကဲ့အဲ့တော့ he is a very old man very old man သူကအရန်ကိုအသက်ကြီးနေတဲ့လူကြီးတယောက်ဖြစ်ပါတယ်။အမိနောက်ကြီးမယ် he is as old as ha သူကနော်သူမလောက်ကိုအသက်ကြီးပါတယ်အသက်ရွယ်ရှိပါတယ်။နောက်ကြီးမယ် he is older than ha နော်သူကသူမထက်နော်ဒန်းစွာထက်နော် older ဆိုတာပိုကြီးအသက်ကြီးပါတယ်။ရမနော်။ဟုတ်ကဲ့အဲ့တော့နောက်တစ်ခုဒီမှာဆက်ကြည့်မယ် she is beautiful သူမလှတယ်ပေါ့။နော်โอเคဒါ adjective စလုံး ။အငယ် she is very လေးထည့်ပြောလိုက်မယ်။ she is very beautiful သူမကအယံလှတယ်။နော် she is a beautiful girl သူမကလှပတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။ she is a very beautiful girl သူမကအယံလှတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။ she is as beautiful as my sister နော်သူမကကျွန်တော်ရဲ့ညီမလောက်ကို access လောက်လှပါတယ်။ ရမယ်နော်။ Okay နောက်ကြည့်မယ်။ She is more beautiful than my sister. Than ဆိုတာထက်လို့ပြောခဲ့ပြီးပြီ။အဲ့တော့သူမကကျွန်တော်ရဲ့ညီမထက်မောပိုလှတယ် more beautiful ဒီမှာကျတော့ဘာဖြစ်လို့ ear မပေါင်းတာလဲ beautiful မှာ ear မပေါင်းပေါင်းလို့မရအောင်ကျွန်တော်အတန်ကိုကြည့်မယ်သူအတန်ဘယ်နဲ့တန်လဲကြည့်ရတယ်ဗောနော်ဒီမှာကြည့်ရင် beauty ခု3တန်ဖြစ်သွားပြီ3တန်ဖြစ်သွားပြီဆိုကျွန်တော် e ရမပေါင်းတော့ဘူး more ပဲပေါင်းတယ်ပူရေးလှပတော့လို့ပြောခြင်း more beautiful လို့ဖြစ်သွားဒီမှာတတန်နဲ့မို့လို့ old ကတတန်နဲ့မို့လို့ e ရပဲပေါင်းတယ်နော်ဒီဘက်မှာလည်းအဲ့လိုပဲ tall ကတတန်နဲ့မို့လို့ e ရပဲပေါင်းတယ် taller older အဲ့လိုမျိုးမနဲ့ rich တတန်နဲ့မို့လို့ richer အဲ့ဒါမျိုးလေးပေါ့နော်ဒီမှာကျတော့ဘဏ္ဍတန်လဲဆိုတော့3တန်ဖြစ်သွားတယ်။ UT 3တန်3တန်ဆိုရင် mall mall လေးထည့်ကြွားမှာရှိတယ်။ ပို၍လှပတော်လို့ပြောခြင်း more beautiful အဲ့တော့ she is more beautiful than my sister နော်သူမကကျွန်တော်ရဲ့ညီမတဲ့ထက်တန်းဆိုတာထက်နော်ပို့ပြီးတော့လှပါတယ်ရမယ်လို့ထင်ပါတယ်အဲ့တော့ adjective နဲ့ပတ်သက်ပြီးတော့အခြေခံနော်ကြကြသိထားမယ်ဝကြ6မျိုးပေါ့နော်၃ဆွဲပုံ6မျိုးကိုကျွန်တော်တို့လေ့လာမှတ်သားပြီးတော့ကျွမ်းကျင်အောင်လေ့လာသွားဖို့လိုအပ်တယ်ပေါ့နော်โอเคကျေးဇူးတင်ပါတယ်